အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံပြင်လေးရတော့နေရပုံပြင်ပဲဖြစ်ပါတယ်ရှင်တခါတုန်းကမန္ရာပြည်ကြီးကိုအုပ်ဆိုးတဲ့ဥက္ကာကမင်းကြီးမှာသားတော်ခုနှစ်ပါးရှိတဲ့ကွယ်မင်းကြီးဟာသားတော်တွေကိုတက်မြောက်တဲ့တက်မြောက်အပ်တဲ့ပညာရည်တွေကိုတင် जा ပေးထားတဲ့ကွယ်ဒါပြင်မင်းချင်းတရားနဲ့အညီ နေထိုင်တတ်ဖို့လည်းအမြဲမှကြားတဲ့ကွယ် ။ဒီနေ့မှာတော့အကိုကြီးဆုံးဖြစ်သူဟာနောက်ပါတွင်နဲ့အတူတောလေသွားတဲ့ကွယ်။တွားရင်နဲ့ပဲတောတဲ့ကိုရောက်မှမသိရောက်သွားခဲ့တာပေါ့။တော်နဲ့ရဲ့တနေရာမှာတစ်ပင်တစ်ကိုင်းတွေဟာလှေကားတွေများသပွဲဖြစ်နေတာကိုအံ့ဩဝေရာတွေ့မြင်လိုက်ရတဲ့အကိုအကြီးဆုံးလဲနောက်ပါတွေကို အောဆရာမြင်ကွင်းပါလားလှေကားထွတွေရဲ့အစုံမှာဘေးရာတွေရှိနေနိုင်တယ်လဲလို့မေးလိုက်တယ်။နောက်ပါတွေကမသိနိုင်ပါအရှင်မင်းသားလို့ပြန်လဲရှောက်တင်ကြတဲ့မင်းသားလဲတိလိုစိမ့်နဲ့တစ်ပင်တစ်ကိုင်းလှေကားထွတွေအပေါ်တလန်းလိုက်တဲ့ကွယ်တဲ့ရင်တဲ့ရင်နဲ့အမြင့်ကို ရှောင်မှန်းမသိရောက်သွားတော့တာပေါ့ ။နောက်ပါတွေကတော့မောပန်းတာနဲ့လှေကားတက်တဲ့တိုင်းမှာကြမ်းကြက်နေခဲ့ကြတဲ့ကွယ်။ခုနှစ်ထင်းမြောက်တိကိုင်းကြီးကိုလွန်မြောက်လာချိန်မှာတော့ကိုကြီးတလုံးနဲ့ဝင်ပေါက်တစ်ပေါက်ကိုမင်းသားကတွေးလိုက်တာပေါ့။နောက်ပါတွေကတော့ဆက်မလိုက်နိုင်ကြလို့ကြံခဲ့တာပေါ့ကွယ်။ ကိုအတွင်းကပြို့ပြို့ပြဲ့ပြဲ့အယောင်တွေကလည်းကိုအပြင်ကို ရှန့်ထွက်နေတာကြောင့်မင်းသားဟာတိလိုစိတ်တွေပုံများလာတော့တာပေါ့ဒါကြောင့်ကိုအတွင်းကိုလှင်လှင်မြန်မြန်ပဲဝင်လိုက်တဲ့ ကိုယ်အတွင်းမှာအဖိုးတဲ့ယတနာတွေစုပုံနေတဲ့ယတနာတွေနဲ့အတူ လူအယိုးကြောင့်အချို့ဟာလည်းလဲလျောင်းနေတာတွေ့ရတယ်။ယတနာတွေနဲ့စီချဲထားတဲ့ကလထိုင်းတစ်လုံးမှာ လူအယိုးကြောင့်တစ်ခုဟာထိုင်းနေတဲ့ပုံရှိတဲ့မင်းသားလည်းဒီလူတွေဟာယတနာတွေကိုလူရင်းအချင်းချင်းတက်ဖြစ်ကြတာဖြစ်မယ်လို့တွေးစားလိုက်တော့တယ်။ မင်းသားဟာယတနာထိုင်ကုန်းပေါ်ကအယိုးเจ้าကိုဖိရှားလိုက်ပြီး အမောပြေထိုင်လိုက်တာပေါ့ထိုင်ကုန်းနဲ့ကဲ့လျက်ရှိတဲ့ဇပွဲပေါ်ကယတနာချိုးကိုလည်းလှမ်းယူလိုက်တဲ့ယတနာတွေကို သူ့ကိုယ်မှာဆွဲရင်များလိုက်တဲ့ယတနာတွေဒီယတနာတွေနဲ့ငါဘာသာတိုင်းပြည်တည်းပြီးထူထောင်လို့ရနိုင်တယ်လို့လောဘစိတ်တွေနဲ့တွေးလိုက်မိတာပေါ့ လောဘစိတ်ဖြစ်ပေါ်လာတဲ့ခဏမှာပဲခန္ဓာကိုယ်မှာအမွှေးတွေထွက်လာတာကိုမင်းသားကတွေ့လိုက်တဲ့သူ့နှုတ်ခမ်းကလည်းအစင်မပြေဖြစ်လာလို့ပုတ်တက်လိုက်မှအဆွဲထွက်လာတာပါလားလို့သိလိုက်တဲ့ဘေးဘက်ကိုလှည့်ကြည့်လိုက်မှ မှန်ပြတာတွေရဲ့ပုံရိပ်မှာသူဟာအစဲထွက်နေတဲ့ဘလူးတကောင်ပုံဖြစ်သွားကြောင်းတွေ့လိုက်မိတယ်။မင်းသားလည်းယတနာတွေကိုဆွဲရင်ကိုဝါကိုထွက်ခဲ့တဲ့ကိုဝါရောက်တော့အမိလိုက်လာတဲ့နောက်ပါတွေကမင်းသားကို မင်းသားလို့မမြင်တော့ပဲဘလူးတကောင်လို့ထင်ပြီးကြောက်လန့်ပြီးစင်ပြေကြတော့တဲ့ကွယ်မင်းသားလည်းကိုအတွင်းပြောင်းဝင်ရင်ယတနာထိုင်ကုန်မှထိုင်က အကြံထုတ်ရင်ကြံခဲ့တော့တဲ့ကွယ်နောက်ပါတွေ လည်းမန်ယာပြည်ကို ပြန်ရောက်လာပြီးမင်းသားကိုဘလူးသက်သွားကြောင်းမင်းကြီးကိုရှောက်တင်ကြတဲ့မင်းကြီးလည်းဘလူးရန်ကကြီးမားလာနိုင်တာကြောင့်ဒုတိယမင်းသားကိုဘလူးရဲ့ရန်ကိုနှိမ်နှင်းခိုင်းတဲ့ဒုတိယမင်းသားလည်းနောင်တော်ကိုတက်ဖြတ်တဲ့ဘလူးကိုနှိမ်နှင်းဖို့ကုရှိယာကိုထွက်လာခဲ့တဲ့ကိုမင်းသားလည်းကုအတွင်းရောက်လာတဲ့အကိုဖြစ်သူကိုရှာပေမဲ့မတွေ့ရပဲယန္တနာထိုင်ကုန်မှာ အစားပြက်ပြီးသေဆုံးနေတဲ့ဘလူးကိုသာ တွေ့လိုက်ရတာပေါ့မင်းသားလဲဘလူးကိုတွတ်ချလိုက်ပြီးရတနာထိုင်ကုန်းပေါ်မှာထိုင်လိုက်တဲ့တော်တော်ချမ်းသာတဲ့ဘလူးပဲလို့တွေ့ရင်ရတနာအချို့ကိုဆွဲငင်ယူလိုက်မိတဲ့အခုတော့လေရတနာတွေဟာငါ့ပိုင်ပစ္စည်းဖြစ်သွားပါလားလို့လောဘစိတ်နဲ့ပြောလိုက်မိပြန်တာပေါ့ဒုတိယမင်းသားဟာအကုမင်းသားလိုပဲ အမွှေးတွေအစွဲတွေထွက်လာတာကိုအံ့ဩစွာတွေးလိုက်ရပြန်တာပေါ့ ယတနာတွေကိုစွန့်ခွာလိုစိမရှိတာနဲ့မင်းသားဟာယတနာထိုင်ကုန်ပေါ်မှာထိုင်ရင်အကြံထုံးနေလိုက်တဲ့ကွယ် ဒုရယာမင်းသားပြန်မရောက်လာတာနဲ့မင်းကြီးလည်းတတရယာမြောက်မင်းသားကိုထပ်မံစီလို့ပြန်တဲ့တတရယာမြောက်မင်းသားပြန်ရောက်မလာပြန်တော့ကြံမင်းသားတွေကိုလှုပ်ရင်းလှုပ်ရင်းအငယ်ဆုံးမင်းသားလေးအလှဲ့ကို ရောက်လာခဲ့တာပေါ့မင်းသားလေးလည်းအကိုတွေကိုရှာရင်ဘလူးရန်ကုန်းနှိမ်နှင်းဖို့ကူရှိရာကိုထွက်လာခဲ့တော့တဲ့ကွယ် မင်းသားလေးလည်းခုအတွေ့ရောက်လာပြီးအကိုဖြစ်သူတွေကိုရှာပြင်မဲ့မတွေ့ရပဲလူအယိုးတွေနဲ့အတူယတနာထိုင်ကုန်ပေါ်မှာအစာပြက်ပြီးသေဆုံးနေတဲ့ဘလူးတကောင်ကိုသာတွေ့လိုက်ရတာပေါ့မင်းသားလည်းဘလူးကိုတွေ့ချလိုက်ပြီးယတနာထိုင်ကုန်ပေါ်မှာထိုင်ချလိုက်တယ်အကိုတော်တွေဘာလို့များ ပြောက်သွားတာလဲဒီအယိုးတွေဟာဘလူးသက်စားခံရတဲ့အကိုတော်တွေရဲ့အယိုးတွေလားလို့စဉ်းစားလိုက်တဲ့ မင်းသားလေးဟာကိုအတွင်းကိုလှဲ့လေကြည့်ရင်တော်တော်ချမ်းသာတဲ့ဘလူပဲဒါနဲ့မြန်ငှားနောင်တော်တွေကိုတက်စားသေးတယ်တော်လို့တွေးရင်ရတနာအချို့ကို စွန့်ငင်ယူလိုက်မိတာပေါ့ရတနာထိုင်ကုန်းပေါ်မှာပြန်ထိုင်ရင်နောင်တော်တို့ကိုရှာမတွေ့မဲ့အတူတူဒီရတနာတွေကိုငှားနိုင်သလောက်သိသွားရမယ်လို့ပြောလိုက်တဲ့အဲ့ဒီခဏမှာပဲမင်းသားလေးဟာသူ့ပေါ်မှာအမွှေးတွေအဆွဲတွေထွက်လာတာကိုသတိပြုလိုက်မိတဲ့ ပြရာမှန်ပုံရိပ်မှာလဲကြောက်เสียကောင်းတဲ့သူပုံရိပ်ကိုစတင်မြင်လိုက်မိတာပေါ့မင်းသားလေးဟာ ဖြစ်စဉ်ကိုချက်ချင်းသဘောပေါက်လိုက်မိပြီးသူ့နောင်တော်တွေဟာလောဘနောက်ကိုလိုက်ပါရင်ဘလူးအသွင်ကြောက်เสียကောင်းတဲ့ရုပ်ကိုပြောင်းလဲသွားတာဖြစ်မယ်လို့တွေးစားလိုက်မိတယ်။ဒါနဲ့ဆွဲငင်ယူဆောင်ထားတဲ့ယရနာတွေကို ဖြုတ်ပစ်လိုက်ပြီးထိုင်းနေတဲ့ယရနာထိုင်ကုန်ပေါ်ကနေလဲချက်ချင်းထားလိုက်တယ်။ လူတွေဟာနေရာကိုလိုက်ပြီးလောဘမောဟရှိတတ်တဲ့မတော်လောဘရှိသူဟာဘလူးတကောင်လိုပဲကြောက်စရာရုပ်အသင်ဖြစ်သွားတတ်တယ်။စင်ကျင်စတိပြုကြဆိုတဲ့ခမေတော်စကားလည်းပြန်လဲကြားရောင်လာမိတဲ့။မင်းသားလေးဟာခမေတော်စကားကိုတီလဲရပြီးယတနာတွေကိုမမောတဲ့စိတ်ပျောက်သွားတော့တဲ့။ထိုခဏမှာပဲအမွှေးတွေအဆွဲတွေဟာလည်းပြောက်ွယ်သွားတော့တဲ့ကွယ်။ မင်းသားလေးဟာမန်ရပြည်ကို ပြန်လာခဲ့ပြီးခမဲတော်မင်းကြီးကို အကြောင်းဆုံးရှာထောင်းလိုက်တဲ့မင်းကြီးလည်းနောင်တော်တွေမရှိတော့တဲ့အတွက်မင်းသားလေးကိုပဲအိမ်ရှိအရာကို အနံပြီးမန်ရပြည်ရဲ့အကျိုးကိုစားဆက်တိုးလို့ကြိုးစားထမ်းဆောင်စေတော့တဲ့ကွယ်ကလေးတို့ရဲ့ဘယ်နေရာရောက်ရောက်မိမိရဲ့မူလားစိတ်ပြောက်ကြရင်ကြောက်စရာကောင်းတဲ့ရုပ်အတင်ဘဝကိုရောက်ကြရတဲ့ မိမိကိုယ်လည်းထိခိုက်စေတယ်ဆိုတာသင်ငန်းသာယူတတ်ကြပါစေကွယ်ပုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးတဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်